င်္ဂလာပါရှင်2025ခုနှစ်မေလ6ရက်နေ့ညခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။ဗမော်မြို့ထဲမှာစစ်ကောင်စီတက်ဆွဲထားတဲ့နေရာတချို့ကို KAI ကတင်ပိုက်ထားပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါဗျ။အကြမ်းဖက်စစ်ရှုံးကောင်စီရဲ့လူမဆန်မှုတွေကို အားပေးအားမြောက်လုပ်ပြီးကိုကျိုးရှာအမြတ်ထုတ်နေတဲ့ပြည်ပနိုင်ငံတချို့ရှိလာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးကသတိပေးပြောဆိုလိုက်ပါတယ်။ရေဦးတော်လန်ရေးတစ်ခုလုံးအနေနဲ့ရေရှည်တောက်ခံနိုင်မှုကြောင့် အောင်ပွဲရရှိခဲ့တဲ့အင်းတော်မြို့သိန်းတိုက်ပွဲကိုနမူတာယူဖို့လိုအပ်တယ်လို့လည်းဆိုပါတယ်။လာရှိုးမြို့ပေါ်မှာစစ်ကောင်စီကိုးကွယ်တဲ့မန်ဆူရှမ်းကျောင်းဆက်ရတော့ဦးဆောင်ပြီးပရက်ရုပ်ဖို့စီစဉ်နေပါတယ်။မေလာကုံတီအပြည့်ရတက်တန်းထိုးကြောင်စစ်ကောင်စီကကြေညာလိုက်ပါတယ်ရှင်။မြန်မာနိုင်ငံနဲ့ဂျာခန်စစ်ပွဲမဖြစ်လို့ဘူးလို့ဘင်္ဂလားဒေ့ရှ်ကဆိုပါတယ်။ဒီသတင်းတွေနဲ့အတူဒီကနေ့ညခင်ရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ ကချင်ပြည်ဗမော်မြို့တိုင်းတိုက်ပွဲမှာမြို့တွင်ထဲမှာရှိတဲ့စစ်ကောင်စီတပ်ဆွဲထားတဲ့အရေးကြီးတဲ့မြို့တွင်ရက်ကွက်နေရာတချို့ကိုကချင်လူမျိုးရေးတပ်မတော် KIA ကတိမ့်ပိုက်ထားတယ်လို့ဆိုပါတယ်။ဗမော်မြို့ကစစ်ကောင်စီရဲ့အရေးပါတဲ့မြို့ထဲကရက်ကွက်တချို့ကိုမေလ၄ရက်နေ့က KIA ကတိမ့်ပိုက်ထားပြီးဗမော်လေစိတ်အနီးနားထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ကချင်ပြည်ရောက်ရခိုင်အမျိုးသားအဖွဲ့ချုပ်အရခတက်တော် JLAAA နဲ့နေဆက်သူအမျိုးသားတယောက်ကပြောပါတယ်။ မြို့ထဲကရော့ကတ်တချို့ကို KIA ကရချပြီလို့ပြောလို့ရတယ်။မြို့သိမ်းတိုက်ပွဲကပြင်းလုံးမှာအပြင်ကနေတိုက်လာတာအခုမြို့ရင်းတိုက်ပွဲပေါ့ဗမော်လေစိတ်အနီးနားထိတိုက်ပွဲတွေရောက်နေတယ်လို့ပြောပါတယ်။စစ်ကောင်စီနေရာယူထားတဲ့မြို့ရင်းနေရာအနက်အပြားမှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကလေကြောင်းကိုအဓိကထားတိုက်ခိုက်နေတယ်လို့ဒေသခံတအူးကပြောပါတယ်။စစ်ကောင်စီဘက်ကလေကြောင်းအဓိကထားပြီးပြန်လည်ခုခံနေတယ် အတိကကစစ်ကောင်စီနေရာယူထားတဲ့ရက်ွက်တွေနေရာတွေကိုတိုက်ပွဲဖြစ်နေတာမဖြစ်သေးတဲ့နေရာတွေမှာတည်သားကနည်းနည်းတော့ရှိသေးတယ်လို့သူကပြောပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြမအရေးကကပအခင်းအကျင်းနဲ့ဆက်ဆက်လာပြီးစစ်ရှုံးကောင်စီရဲ့လူမဆန်မှုတွေကိုအပိအမြောက်လှုပ်ပြီးကိုကျိုးရှာအမျက်ထုတ်တဲ့ပြည်ပနိုင်ငံတို့ရှိလာနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဦးဦးမွန်ကတတိပေးလိုက်ပါတယ်။ မနေ့ကပြည်သူ့ကာကွယ်ရေးစံမတော်လင်းနစ်ပြမိကွန်မှာအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။စစ်ရှုံးကောင်စီအနေနဲ့ငလင်ကြီးလှုပ်ခတ်ချိန်မှာပြည်သူအပေါ်စေတနာမှဲ့မှုစွမ်းဆောင်ရည်မှဲ့မှုနဲ့အင်အားကြီးနေမှုတွေမဖုံးနိုင်မဖိနိုင် ပေါ်လာကြောင်းသူ့အားနည်းချက်ကိုဖုံးကွယ်ဖို့ပြည်သူတွေကိုလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်မှုကတိုးလာနေကြောင်းဒီချိန်မှာစစ်ကောင်စီရဲ့လူမဆန်မှုကိုအပိအမြောက်ပြုလုပ်နေတဲ့ကိုကျိုးရှာအမျက်ချုပ်ပြည်ပနိုင်ငံတချို့ ရှိလာနေကြောင်းသူကဆိုပါတယ်။အခုဆိုရင်မြမအရေးဟာကမ္ဘာအခင်းအကျင်းနဲ့လည်းဆက်ဆက်လာတယ်။ပြည်သူတွေရဲ့ဆန္ဒသဘောထားကိုလှစ်လူရှုပြီးမြမပြည်အပေါ်ဩဇာလွှမ်းမိုးဖို့ကိုကြိုးစည်းဝါအမျက်ထုတ်ဖို့ကြံရွယ်ချက်နဲ့စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုလူမိုက်အားပေးလုပ်နေတဲ့ပြည်ပနိုင်ငံတချို့ရှိလာတယ်ဆိုတာကိုလည်းတတိကြည်ကြည်ထားရမယ်။ PDF တမတော်အဖို့ကတော့ကိုလန်းချောင်းကိုမရွက်မဆောင် အကောင်းမောင်းတန်ချီတက်ကြဖို့ပဲဖြစ်လိမ့်မယ်။အင်းတော်အောင်ပွဲကိုလည်းပြန်ကြည့်ရင်တောက်ခံနိုင်ဆွဲကအဆုံးဖြတ်ဖြစ်တယ်။ PDF ရဲဘော်တအူးချင်းစီအနေနဲ့လည်းဆက်ရှည်ဖို့ဇွဲကောင်းဖို့ဘလို့အခက်ခဲမျိုးကြုံစေတကြက်ခံဖြတ်တန်းဖို့လိုတယ်လို့ဥယျာဉ်မွန်ကပြောပါတယ်။အင်းတော်အောင်ပွဲနေတူ တော်လန်ရေးတစ်ခုလုံးရဲ့အောင်ပွဲကိုလည်းငါတို့ရဲ့တောက်ခံဇွမ်းကပဲအဆုံးဖြတ်ပေးလိမ့်မယ်။ ငါတို့မှာမုံမြတ်တဲ့ရီမှန်းချက်ရှိတယ်။ငါတို့မှာကိုနှုတ်နှလုံးနဲ့ထောက်ခံပါဝင်နေတဲ့တော်လန်ပြည်သူတွေရှိတယ်။ငါတို့မှာနိုင်ငံအနှံ့တပ်ဖြတ်နေရာယူထားတဲ့တော်လန်ရေးရဲဘော်တွေရှိတယ်။ငါတို့ရဲ့စစ်ပညာနဲ့တိုက်စွမ်းရည်ကိုဆက်လက်မြင့်တင်ကြရမယ်။ငါတို့ရဲ့ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်တွေကိုနှီးမျိုးစုံနဲ့ပြန်လည်ဖြည့်ဆည်းကြရမယ်။ PDF တက်မတော်နဲ့ မဟာမိတ်တွေပိုချစ်ကြီးပိုစီလုံးပိုဟန်ချက်ညီပြီးတနိုင်ကလုံးအတိုင်းအတာနဲ့မဟာပြူဟာမြောက်ထိုက်ပွဲဝင်ကြရင်အဆုံးတက်အောင်ပွဲဟာတိုင်းရင်းသားပြည်သူတရက်လုံးချစ်လိုက်မယ်လို့ယုံကြည်တယ်လို့ဥယျာဉ်မွန်ကပြောပါတယ်ပြည်သူကာကွယ်ရေးတပ်မတော် စတင်ဖွဲ့စည်းချိန်ကစတင်ကယခုအခါတရင်ပေါင်း၄၀၀နေပါရှိပြီးတနိုင်ကလုံးနေပါမှာတပ်ဖြန့်ထားနိုင်ပြီလဲဖြစ်ပါတယ်ရှင် ဆက်လက်ပြီးလာရှိုးမြို့ပေါ်နေရာတချို့ကိုဝင်ရောက်လာတဲ့စစ်ကောင်စီကသူတို့နေထိုင်ရာပတ်ဝန်းကျင်မှာအနေရကင်းပရိတ်ယူဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။မေ၄ရက်နေ့ညနေ၄နိုင်ကစကလာရှိုးမြို့ပေါ်ရပ်ကွက်မှာပရိတ်ယူဖတ်မှာလို့ဒေသခံတွေကပြောပါတယ်။သူတို့နေထိုင်မဲ့ရုံးဌာနသွားလာလို့ရတဲ့နေရာလောက်ကိုပဲနေရာကွက်ကွက်လောက်ကိုပဲပရိတ်ယူမှာ မန်ဆူရှမ်းကျောင်းဆရာတော်ဦးဆောင်မယ်လို့ပြောတယ်လို့လာရှိုးဒေတာကန်တဦးကပြောပါတယ်။မန်ဆူကျောင်းဆရာတော်ကလာရှိုးမြို့ကိုကိုကတ် MMDA တပ်တွေကသိမ်းပိုက်နိုင်မှာမဟုတ်ပဲစစ်ကောင်စီကသာထိန်းချုပ်နိုင်မှာဖြစ်ကြောင်းတစ်တုံညနှစ်ခွန်တော်လန်ရေးအစမှာဟောပြောခဲ့ပြီးလာရှိုးမြို့အသိမ်းခံရချိန်မှာထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်။ယခုတရုတ်ရဲ့ဂျောင်းဝင်စစ်စမှုနဲ့လာရှိုးမြို့ပေါ်မှာစစ်ကောင်စီတွေပြန်လည်ဝင်ရောက်လာချိန်မှာတော့ မဆူချောင်းစီကတော့ပါဝင်ပြီးပရဲ့ယူဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံထိခိုက်မှုများခဲ့တဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခစစ်ကောင်စီတပ်ရင်းတွေ လာရှိုးနေစိတ်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်တက်ဆွဲနေထိုင်တဲ့နေအိမ်တချို့မှာစစ်ကောင်စီတပ်ဖွဲ့တွေရဲ့အရိုးစုတွေဖယ်ရှားရခြင်းမရှိသေးပဲတရဲချောက်တဲ့ဆိုရက်ဗတင်းတွေပြန့်နှံ့နေကြောင်းဒေသခံတွေထံကသိရပြီးအဲ့ဒီနေရာမှာအဓိကထားပြီးပရဲ့ရွတ်ဖတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ တည်ခဲ့တဲ့2024ခုနှစ် of color ဇန်ပိုင်းမှာ MMTA တပ်ကလာရှိုးမြို့ကိုတိမ့်ပိုက်ထိန်းချုပ်ပြီးတဲ့နောက်မှာယခု April 18ရက်နေ့မှာတရုတ်နိုင်ငံရဲ့ဖိအားပေးမှုကြောင့်စစ်ကောင်စီတပ်တွေကလာရှိုးမြို့တွင်ကိုပြန်လည်ဝင်ရောက်လာတာလည်းဖြစ်ပါတယ်။ဗီဒင်ရရာကိုအထူးရှုံကြည့်တဲ့စစ်ကောင်စီကလာရှိုးမြို့ကိုအနေအကင်းပရိတ်ကျုဖတ်ပြီးတဲ့နောက်မှာရရာချေချင်းလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့တပ်သတင်းအရင်းမြစ်ကလည်းပြောပါတယ်။ လက်တလုံးမှာလာရှိုးမြို့မှာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားလေပတ်နိုင်ခြင်းမရှိသေးတော့လေလာရှိုးစေယုံနဲ့ဌာနဆိုင်ရာအချုပ်ကိုဖွင့်လှစ်ဖို့နမ်စီဒီယန်ဝန်ထမ်းတွေကမြို့ရဲကိုပြန်လည်ဝင်ရောက်လာတယ်လို့ဆိုပါတယ်။ရှမ်းမြောက်မှာစစ်စင်ရေးဆင်နွှဲစင်မှာစစ်ကောင်စီကဗေဒင်ရန်တရားတွေကို အထူးအသုံးပြုပြီးလက်ဖွဲ့နဲ့အဆောင်ကိုတုံးပြီးရှမ်းမြောက်မှာခန်းစစ်တိုက်ပွဲဝင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကနိုင်ငံတော်မှာယာယီအပြစ်ခံရက်စဲရေးကိုမေလ9ရက်နေ့ကနေမေလ31ရက်နေ့အထိတက်တန်းတိုးလိုက်ကြောင်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ MRTB ရုပ်တံကနေကြေညာထားပါတယ်။ငလင်တန်းပြန်လည်ထူထောင်ရေးနိုင်ငံရဲ့အကျိုးစီးပွားနဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေဖို့အခုလိုအပြစ်ရက်ကာလကို တက်တန်းတိုးလိုက်တာလို့ဆိုပါတယ်။မြန်မာနိုင်ငံအလဲပိုင်းမှာမတ်လ28ရက်နေ့ငလင်လောက်ခတ်ပြီးတဲ့နောက်မှာစစ်ကောင်စီက ်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့ထိဧပြီလ23ရက်ကနေ30ရက်နေ့ထိယာယီအပြစ်ခတ်ရက်စဲကြောင်းနှစ်ကြိမ်ကြီးညာခဲ့ပြီးအခုတတိယအကြိမ်ကြီးညာလာတာလည်းဖြစ်ပါတယ်။ယာယီအပြစ်ခတ်ကြီးညာတဲ့ကာလအတွင်းလက်နက်ကင် အဖွဲ့တွေဘက်ကတိုက်ခိုက်လာလို့ရှိရင်တော့လိုအပ်တဲ့အရေးယူတုံ့ပြန်မှုတွေဆောင်ရွက်သွားမယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။မြန်မာဗျူဟာနဲ့မူဝါဒရေးရာလိလာရေးအဖွဲ့ ISP မြန်မာအဖွဲ့ဝင် ်ဦးအောင်သူမြင့်ကစစ်ကောင်စီရဲ့အပြည့်အညက်ကြီးညာမှုဟာနိုင်ငံတကာမှာမျက်နှာပန်းလာဖို့အတွက်ဟန်ပြလှုပ်ရတာဖြစ်တယ်လို့ပြောပါတယ်။အပြည့်ရဆဲရေးတွေက အမြင့်ခယုံတတ်တတ်ဖြစ်နေတယ်။စစ်ကောင်စီအဖို့အာဆီယံဥက္ကဋ္ဌမလေးရှားအိန္ဒိယစင်ကာပူထိုင်းတို့ကအပြည့်ရဆက်ကြီးညာဖို့လိုလားနေတယ်။နိုင်ငံတကာဆက်ဆံရေးမှာမျက်နှာရတာပေါ့။မြန်မာကပြန်လည်တိဆောက်ရေးအကူအညီများစွာလိုနေပါသေးတယ်။ တစ်ဖက်ကအကျညာချလဲသူကခုခံကာကွယ်ရေးအကြောင်းပြလေချောင်းတိုက်ခိုက်မှုတွေထိုးစစ်တွေလုပ်နေတာပဲတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကလည်းစစ်ကောင်စီဟာအပြစ်ရကျညာချပြီးလက်တွေ့မှာဘာတိုက်ပွဲမှမရှိပဲဝေဟင်းညေပြင်းတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့ပြောပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းစစ်ကောင်စီဟာမတ်လ28ရက်နေ့ကနေမေလ4ရက်နေ့အထိနိုင်ငံတော်လေချောင်းတိုက်ခတ်မှု182ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ286ဦးသေဆုံးခဲ့တယ်လို့နောက်ထပ်လူပေါင်း456ဦးဒဏ်ရာရရှိခဲ့တယ်လို့မေလ9ရက်နေ့ထုတ်ပြန်ထားပါတယ်ရှင်။ညီတော်မဟာမိတ်၃ဘက်ဖြစ်တဲ့ကိုကန့်တက် MMDA တန်းတက် TNN နေနဲ့အရခတ်တက်တော် AA တို့ကလည်းလာမဲ့မေလကုံတိအပြစ်ခတ်ရက်စဲကြောင်းကြေညာထားပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမြန်မာနဲ့ဂျာခန်စစ်ပွဲဆင်နွှဲမှာမဟုတ်ဘူးလို့အမျိုးသားလုံခြုံရေးအကြံပေး ခါလီဖာရာမန်ကပြောကြားလိုက်ပါတယ်။တနင်္ဂနွေနေ့ကဒါကာမြို့တော်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်ပရော်ဖက်ရှင်နယ်တပ်ကတော်မှာရိုဟင်ဂျာတွေနေရပ်ပြန်ဖို့ရေးဆိုင်ရာနီနောဖလဲပွဲမှာအခုလိုပြောကြားလိုက်တာပါ။ American Koza ကျွန်တော်တို့ကဂျာခန်စစ်ပွဲဆင်နိုင်ရင်ထိခိုက်နှစ်နာသူကဘာတူလဲတရုတ်နိုင်ငံလားလို့သူကဆိုပါတယ်ကုလသမဂ္ဂအတွင်းရွေးမှုချုပ် Antonio Guterres ရဲ့ဒါကာမြို့တော်ခရီးစဉ်ပြည့်ရနောက်မှာ ခါလီဖာကအီရလာရှေ့ရမှာလူသားချင်းစာနာမှုဇင်းညံစိတ်ကူးကိုအကြံပြုခဲ့တာပါအဆိုပြုထားတဲ့လူသားချင်းစာနာမှုလမ်းကြောင်းထူထောင်ရေးအစီအစဉ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံအခမ်းအကဏ္ဍကို ဖေဖော်ဝါရီလ9ရက်နေ့ကနယူးယောက်မြို့အန်တိုနီယိုဂူတာရက်နဲ့ပထမဆုံးဆွေးနွေးခဲ့တာလို့သူကဆိုပါတယ်ရခိုင်ပြည်နယ်မှာစာနာမှုအပူညီပေးရေးစင်းကြံထူထောင်ရေးမှာကုလသမဂ္ဂအဖွဲ့ ပါဝင်လာရင်ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာအစိုးရတွေရဲ့ခွင့်ပြုချက်လိုအပ်မယ်လို့ဒါကာမြို့တော်ရှိ ကုလသမဂ္ဂယုံကထုတ်ပြန်ချက်တစ်ခုမှာပြောခဲ့ပါတယ်။မြန်မာပြည်ရင်းစစ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဆွဲထည့်နေတဲ့ဆိုရက် ကောလာဟာလာတွေကိုခါလီဖာကပယ်ချခဲ့ပါတယ်ရှင်။လူသားချင်းစာနာမှုဇင်းကြံထူထောင်ရေးမှာကျွန်တော်တို့ဘယ်အခွင့်အစည်းနဲ့မှသဘောတူညီမှုမရှိသေးဘူးလို့သူကဆိုပါတယ်။ဒီကနေ့ညခင်ရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ြည်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးပြည့်မြောက်ကြပါစေရှင်။